thank you မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးမန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးဘိုထောင်တွဲမှာဆုံးပါတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာနာသိန်းစစ်ကောင်စီကဖမ်းဆီးထောင်ချထားတဲ့မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဒီကနေ့ဇွန်လ28ရက်မနက်9နာရီဝန်းကျင်မှာဦးဘိုထောင်စေယုံမှာဆုံးပါသွားတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့နှိဆက်သူတွေထံကသိရပါတယ်ရုတ်တရက်အမောဖောက်လာပြီးမနက်9နာရီကမှထောင်စေယုံ ုံကိုပို့ရမှာနိုင်ပိုင်းအကြမှာပဲဆုံးပါသွားတယ်လို့သိရပါတယ်ဆရာကယောဂအထွေထူးမရှိပါဘူးကျမ်းမာရေးကောင်းတယ်လို့ပြောရမယ်အခုကရုတ်တရက်ကြီးဆုံးသွားတာဆရာကလွတ်ရက်ကလည်းနီးနေပြီလို့မိသားစုနဲ့နီးစပ်သူတို့ကပြောပါတယ်လက်ရှိမှာမန္တလေးဆေးရုံကြီးရင်ခွဲရုံကိုပို့ဆောင်ထားပြီးမိသားစုကရုတ်အလောင်းတဲခွင့်မရသလို့ ရုံအလောင်းတည်ခွင့်ရမရကိုမသိရှိရသေးဘူးလို့ဆိုပါတယ်အာနာသိမ့်တဲ့ရက်မှာပဲမန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာပါအဲ့ဒီနောက်နိုင်ငံတော်စူပူအောင်လှုပ်ဆော်မှုရဇသက်ကြီးပုံမှ905ကကြီးနဲ့ထောင်တန်းသုံးနဲ့ကိုပစ်စီကန်ချိုးဖောက်တယ်ဆိုပြီးတဘာဝဘေးပုံမှ25နဲ့ထောင်တန်းနှစ်နဲ့စုစုပေါင်း9နှစ်ချမှတ်ခဲ့တာပါ ဦးအောင်ကျော်ဦးဟာ2015အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကိုကိုးစားပြုပြီးမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ပြီးမန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခံခဲ့ရပါတယ်။ 2020အထွေထွေရွေးကောက်ပွဲမှာလည်းထက်မဲ့အနိုင်ရသူပါသူဟာတရားလွတ်တော်ရှေ့နေတူလေးဖြစ်တယ်လို့သုံးပါချိန်မှာအသက်69နှစ်ရှိပါပြီပြီးခဲ့တဲ့နှစ်အောက်တိုဘာလ9ရက်ကလည်း NLD ပါတီဒုတိယဥက္ကဋ္ဌလည်းဖြစ်မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ထောင်တန်းနှစ်ရှည်ချခံခဲ့ရတဲ့ကင်ဆာဝေဒနာသည်ဒေါက်တာဇော်မြင့်မောင်လည်းထောင်တွင်းမှာကျန်းမာရေးဆိုးရွားပြီးကွယ်လွန်ခဲ့ရပါတယ်အာနာသိန်းစစ်ကောင်စီလောက်ခံအချင်းထောင်တွေမှာကျန်းမာရေးဆောင်ရှောက်မှုလုံလုံလောက်လောက်မပေးတဲ့အတွက်မလို့အဖေအသက်ဆုံးရှုံးရမှုတွေ ရှိနေကြောင်းသိရပါဗျ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မွန်ပြည်နယ်မှာလာမယ့်စစ်မှုထမ်းအပတ်စဉ်25အတွက်လူသစ်စုဆောင်လာပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မှာလာမယ့်စစ်မှုထမ်းအပတ်စဉ်25အတွက်စစ်ကောင်စီဘက်ကလူသစ်စုဆောင်တာနဲ့ကြိုတင်ပြင်ဆင်မှုလှုပ်ဆောင်နေတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေအပါအဝင်ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီဟာလာမယ့်စစ်မှုထမ်းတင်နယ်အတွက်သက်ဆိုင်ရာရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေကိုအခုဇွန်လနောက်ဆုံးအပတ်တွင်အစည်းအဝေးခေါ်ယူပြီးလူသစ်စုဆောင်ဖို့ညွှန်ကြားလာတာပါ။အဲ့ဒီအစည်းအဝေးတွင်တက်မဲ့ က်ဥယျာဉ်အရေးအတွက်တက်မက်အရေးအတွက်ပြည်မီအောင်အခုကလေးကလူသစ်စုဆောင်ဖို့နဲ့နောက်တင်နှန်းတွေအတွက်ပါလူသစ်ကြိုတင်စုဆောင်ထားဖို့လည်းညွှန်ကြားထားတယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေရဲ့ပြောပြချက်အရသိရပါဗျ။ အမည်မဖော်လိုတဲ့မွန်ပြည်နယ်ဒေသခံတအူးကတော့စစ်ကောင်စီရဲ့စစ်မှုရန်စစ်သားစုဆောင်မှုတချို့ဖြစ်စဉ်တွေမှာလင်မယားချင်းရန်ဖြစ်လို့ရက်ွက်ယုံထံတိုင်ကြပါကယောက်ျားဖြစ်သူကိုစစ်သားစုဆောင်ရေးတပ်ထဲပို့ဆောင်တာတွေအထိရှိလာတယ်လို့ပြောပါရယ်ရက်ွက်ထဲမှာလင်မယားရန်ဖြစ်တဲ့ရောက်ခမကသွားတိုင်နေမူပီတောင်းချမ်းနေလို့သွားတိုင်တော့ရောက်ခမကရွှော့ရွှော့ပေါ့ပေါ့တွတ်တာပေါ့သူမိမကလည်းမူရဲ့ရန်ကနဲ့ဖမ်းပြီးနောက်တနေ့လောက်ဆိုရင်နောက်တစ်ပတ်လောက်ဆိုရင်ပြန်လွတ်မယ်ဘာညာနဲ့အဲ့ဒီလိုမျိုးတွေးပြီးတော့တိုင်လိုက်တာတခါ ထဲဖမ်းသွားပြီးတော့စူဆောင်းရေးတဲ့ဓာတ်ရိုက်ထည့်လိုက်တဲ့အခုကရန်ဖြစ်တာတို့ဘာညာတို့ဆိုရင်ပြဿနာတစ်ခုခုတက်ရင်အဲ့ဒီထဲကိုထည့်တာတွေများတာပေါ့ဟုဆိုပါတယ်။ဒါအပြင်တက်သားတဲ့စူဆောင်းတဲ့နေရာတွေမှာဒေသခံတွေကိုညအချိန်ဖမ်းဆီးတာဆိုင်ကယ်အမျိုးသားနှစ်ယောက်မစီးရသတ်မှတ်ထားတဲ့နေရာတွေမှာနှစ်ယောက်စီးပါကဖမ်းဆီးတာအပြင်နိုင်စင်မဲ့ယင်စီးနေတဲ့သူတွေကိုလည်းဖမ်းဆီးပြီးတက်သားတဲ့စူဆောင်းတာတွေရှိနေပါတယ်။မွန်ပြည်ကာကွယ်ရေးတဲ MSDF နိုင်ငံရေးစီရေးဥဆောင်ကော်မတီဥက္ကဋ္ဌဒေါက်တာသီရိမွန်ချန်က ကတော့မွန်ပြည်နယ်မှာစစ်မှုထမ်းတန်းတန်းတွေအဆက်မပြတ်လှုပ်ဆောင်နိုင်တာဟာတခြားပြည်နယ်တွေထက်စည်ရေးလှုပ်ရှားမှုအားနည်းနေသေးတာကြောင့်လို့ပြောပါတယ်။မွန်ပြည်နယ်ကတခြားပြည်နယ်တွေနဲ့စာရင်လောလောဆယ်တော်လိုင်းရေးအင်အားစုတွေရဲ့စည်ရေးလှုပ်ရှားမှုတွေအားနည်းနေသေးတဲ့အတွက်တပ်သားတွေစုဆောင်းတဲ့နေရာမှာအခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေထက်ပိုပြီးလွယ်ကူလို့ဒီတပ်သားတွေစုဆောင်းပြီးစစ်မှုထမ်းတန်းတန်းတွေအဆက်မပြတ်လှုပ်ဆောင်နိုင်တယ်လို့သုံးသပ်ရမှာပါဟုဆိုပါတယ်။ ဒါအပြင်စစ်ကောင်စီဟာနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာစစ်ရှုံးနေတာကြောင့်နိုင်စင်လာတိုင်းမဖြစ်မနေတပ်သားတွေစုဆောင်းနေမှာဖြစ်တဲ့အတွက်ဒေသခံတွေအနေနဲ့မတရားတပ်သားတွေစုဆောင်းမခံရအောင်တတိထားသွာလာနေထိုင်ဖို့လိုတယ်လို့သူကတိုက်တွန်းပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီဟာစစ်ရေးမှာရှုံးနေပြီးသူတို့ရဲ့တပ်ဖွဲ့ဝင်တွေတည်ဆုံထိခိုက်မှုမြင့်တက်လာပြီးနောက်ပြည်သူစစ်မှုထမ်းဥပဒေကိုပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာအာဏာသိမ်းစစ်ကောင်စီဘိုးချုပ်မှုကြီးမေအောင်လိုင်ကအသက်သွင်းခဲ့တာပါ။အခုလို့ ြည်သူစစ်မှုထမ်းဥပဒေကိုပြန်လည်အသက်သွင်းပြီးနောက်စစ်ကောင်စီဟာသူတို့ထိန်းချုပ်ထားနိုင်တဲ့မွန်ပြည်နယ်မှာလာစဉ်စစ်မှုထမ်းတင်နန်းတွေကိုဖွင့်လှစ်လာတာစစ်မှုထမ်းတင်နန်းအပတ်စဉ်၁၄ရက်ထိရှိလာပြီးဖြစ်ပါတယ်။တရင်ဌာနကပြုစုထားတဲ့ချက်လက်တွေအရမွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကောင်စီကဖွင့်လှစ်နေတဲ့စစ်မှုထမ်းအပတ်စဉ်၁ကနေအပတ်စဉ်၁၄ရက်ထိဒေတာတွေမှာစစ်မှုထမ်းမှုအတွက်စစ်သားစုဆောင်းခံရသူပေါင်း၂၃၀၀ဝန်းကျင် ရှိလာခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တပြားသားမှမလျှော်တဲ့စစ်ကောင်းဆောင်ရဲ့မျက်နှာချင်းဆိုင်ငင်းချမ်းရေးဖိတ်ခေါ်မှုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာကျင်းပနေတဲ့ငင်းချမ်းရေးဖိုရမ်မှာလက်နက်ကင်တော်လန်ရေးအင်အားစုတွေကိုမျက်နှာချင်းဆိုင်တွေ့ဆုံပြီးငင်းချမ်းရေးဆွေးနွေးဖို့စစ်ကောင်းစီဥက္ကဋ္ဌစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကဖိတ်ခေါ်ပြန်ပါတယ်။စစ်ကောင်းစီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငင်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NPN NSBNC ကဥဆောင်တဲ့ငြိမ်းချမ်းရေးရွေးကောက်ပွဲနဲ့ Federal Senate တို့ပေါင်းစည်းမှုကနေအေဂျင့်နဲ့နိုင်ငံတော်အသစ်စီကိုငြိမ်းချမ်းရေး Forum 2025သုံးသပ်ဆွေးနွေးပွဲဇွန်လ25ရက်နေ့ဖွင့်ပွဲမိန့်ခွန်းမှာပြောဆိုခဲ့တာပါစေကောင်းဆောင်ကဒီမိုကရေစီပေါ်ဆောင်နိုင်ဖို့တည်ငြိမ်အေဂျင့်ရေးဟာအရေးကြီးတဲ့လိုအပ်ချက်ဖြစ်တာကြောင့်မျက်နှာချင်းဆိုင်တွေ့ဆုံပြီးရိုသားပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးကြဖို့လိုအပ်တယ်လို့ပြောပါတယ်စစ်ကောင်စီအနေနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်ရမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ က်နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA လမ်းကြောင်းကိုအဓိကကင်ဆယ်ပြီးရှောက်လန်းနေတယ်လို့ဆိုပါတယ်။ဒါကြောင့်လက်နက်ကိုင်အဖွဲ့ကြီးအလုံးကမိမိတို့ရဲ့လိုလားချက်တွေနဲ့ဖြစ်တဲ့ဖြစ်ထိုက်တာတွေကိုနိုင်ငံရေးနည်းလမ်းနဲ့ဆက်ဆက်ညှိနှိုင်းအပြေးရှာရေးကိုအားပေးဆောင်ရွက်ကြဖို့စစ်ကောင်းဆောင်ကတိုက်တွန်းလာပါ။အာနာသိမ့်ပြီးနောက်ဒီကနေ့အချိန်ထိစစ်ကောင်စီရင်ဆိုင်နေရတဲ့အချက်တဲပေါင်းစုံကနေရုံထွက်နိုင်ဖို့လက်နက်ကင်တော်လန်ရေးအင်အားစုတွေကိုငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေမှာတက်မက်စံတုံးတွေရှော့ချခြင်းမ ရှိတာတွေ့ရပါတယ်။ လက်နက်ကင်လန်းစင်တဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှုပြီးထောက်ဝရငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေအနေနဲ့ပြည်သူတွေနဲ့အတူလက်တွဲဖော်ဆောင်ကြဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။ဒါကြောင့်ဒိုင်းတာလက်နက်ကင်အဖွဲ့အစည်းတွေနဲ့ PDF အဖွဲ့တွေအနေနဲ့လက်နက်ကင်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွန့်လွတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့အချိန်ချင်းကန့်လန့်ထားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီကန့်လန့် မှုတွေဟာဆက်ရနာရှင်စနစ်ကိုဒေါ်လာနေကြတဲ့လက်နက်ကိုင်အဖွဲ့တွေကိုနိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြမ်းဖက်တောင်းကျမ်းသူအဖွဲ့တွေအကြမ်းဖက် PDF အဖွဲ့တွေလို့သုံးနှုန်းခဲ့တာပါပါတီဆောင်ဒီမိုကရေစီစနစ်ကိုရှောက်လန်းတဲ့အခါတအူးနဲ့တအူးသဘောထားကွဲလွဲမှုတွေရှိနိုင်ပေမဲ့ကိုစီလိုလားချက်တွေကိုလက်နက်ကိုင်လမ်းစဉ်နဲ့တောင်းဆိုနေကြတာဟာမာရင်းနဲ့လမ်းစဉ်လို့စိတ်ကောင်းဆောင်ကဆိုပါတယ်ဒါဟာစိတ်ကောင်းစီကိုဖွဲ့စည်းနိုင်ဖို့မဲမတမာမှုအကြောင်းပြပြီးနိုင်ငံအာဏာကိုလက် ်နဲ့အာကိုနဲ့တကြောပြန်သိမ့်ယူခဲ့တဲ့စေကောင်းဆောင်ရဲ့နိုင်ငံရေးပြည်ထနာကိုလက်နက်ကန်လန်းစင်နဲ့ဖြည့်ရှင်းခဲ့မှုကိုတော့မျက်ွယ်ပြုရာရောက်နေပါတယ်။ဒါပေမဲ့လည်းစေကောင်းဆောင်ကတော့နိုင်ငံရေးနီလန်းကိုဇပွဲဝိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးခြင်းနဲ့တာအပြေရှားနိုင်မှာဖြစ်တာကြောင့်ငင်းချမ်းရေးဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစားလမ်းဖွင့်ထားတယ်လို့ငင်းချမ်းရေးဖိုရမ်ကနေအသိပေးထားတာပါ။ငင်းချမ်းရေးပေါ်ဆောင်ရမှာလည်းပြည်ပဆွဲဖက်မှု မရှိဖို့လိုသလိုပြည်တွင်းကအဖြတ်မဘယောဂတွေဂင်းဂင်းရှင်းရှင်းနဲ့လှုပ်ဆောင်နိုင်ဖို့လဲလိုတယ်လို့ပြောသွားခဲ့တာပါနိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လေကမ္ဘာနိုင်ငံတွေနဲ့တည်ရန်ဇာတာဖြစ်နေဖို့လိုအပ်ပေမဲ့ဩဇာကံဖြစ်မသွားဖို့အထူးသတိပြုရမယ်လို့ဆိုပါတယ်ဒီပြောဆိုချက်ဟာတရုတ်အစိုးရကနေမြန်မာအရေးမှာဝင်ရောက်ဆွဲဖက်မှုကြောင့်စစ်ကောင်စီလက်လွတ်ထားရတဲ့လာရှိုးမြို့ကိုပြန်လည်ရရှိခဲ့မှုနဲ့တအန်းတက် TNL သိမ်းယူထားတဲ့မြို့တွေကိုပြန်လည်အရောက်ယူဖို့ကြိုးပမ်းမှုတွေနဲ့တွေးဖယ်နေပါတယ်ငြိမ်းချမ်းရေး ဖိုရန်ဆွေးနွေးပွဲမှာတော့စစ်ကောင်စီရဲ့မိဖက်နိုင်ငံတွေတဲကတရုတ်အိန္ဒိယရုရှားနဲ့ထိုင်းရဲ့ပါဝင်စစ်တပ်နဲ့တိုက်ပွဲမဖြစ်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးပါတီတွေနဲ့အခြားသောအဖွဲ့အစည်းတွေလည်းတက်ရောက်ကြပါတယ်ဆွေးနွေးပွဲကနေအထူးလိုအပ်တဲ့ငင်းချမ်းရေးဆိုင်ရာဆွေးနွေးညှိနှိုင်းအဖြစ်ရှာသုံးသက်အကြံပြုချက်တွေပြုလုပ်သွားမှာဖြစ်လို့ဖိုရန်ကနေမြန်မာနိုင်ငံရဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငင်းချမ်းရေးရရှိဖို့အထောက်အကူဖြစ်စေလိမ့်မယ်လို့စစ်ကောင်ဆောင်ကယုံကြည်ထားတာပါစစ်ကောင်စီရဲ့စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအခြားလက်နက်ကိုင်အင်အားစုတွေကတော့ဆေးရနာရှင်စနစ်ကိုဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။